ကျွန်တော်ကိုယ်တိုင်20ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000ကျော်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ် AKB ဝေပေးအကောင့်တစ်ခုစီရေးပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်အခုမှအသေးထွန်းစည်းလာပြီးတော့အရန်ကိုအပေးချမ်းနေတဲ့အချိန်မှာကိုလူတို့အနေနဲ့လေဦးမှုရောက်ယူပြီးတော့ပတ်စံလေးတွေကိုမြန်မြန်ဆောက်ဝေလို့ရမှာဖြစ်ပါတယ်ငွေထုတ်တဲ့နေရာနဲ့နေရာဒီပါဝင်မှာဖြစ်ပြီးတော့ဂိတ်စိုးတဲ့သူတွေဆိုရင်1ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ A5 ဖိလောက်တဲ့သူတွေဆိုရင်2ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင် 20ဒေါ်လာမြန်မာငွေ9000ကျော်ကိုပတ်စံဒီဗီဒီယိုလေးထဲမှာလက်တွေ့ထုတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဖူဖီလေးခန့်ကြည့်ပြီးတော့ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like ဆက်လေးလုပ်ပြီးတော့အဆုတ်ထိ like ပါကြည့်စုတော်လည်းရအောင်ပါနော် โอเคပတ်စံထုံဒီမပြောပြခင်မှာကိုလူတို့အနေနဲ့ကျွန်တော်ရဲ့ဒီ channel လေးကို subscribe ပါလေးနှိပ်ထားပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီ supporter app လေးထဲကနေဒေါ်လာ90မြန်မာငွေနဲ့ဆိုရင်9000ကျော်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီ app လေးမစီသေးဘူးဆိုရင်ဖုန်းထဲမှာစီတဲ့ပူပေလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connected လုပ်ပေးထားလိုက်ပါကျွန်တော်ပေးထားတဲ့လေးကနေတစ်ချို့ဝေလိုက်ပြီးဆိုရင်ဒီ play store ကိုရောက်စီလာမှာဖြစ်ပါတယ် supporter app လေးကိုကိုလူတို့အနေနဲ့ install လုပ်ပေးရမှာ ဖြစ်ပါတယ်ဒီ AV လေးကအခုမှအသက်ထွက်စီးလာတာမို့လို့အရက်ကိုအပေးချမ်းနေပြီးတော့ lower ပတ်စံတရားရခိုင်နှုန်းပေးတဲ့ AV လေးတစ်ခုပဲဖြစ်ပါတယ်ဒီကောင်လေးကျွန်တော်တို့ရဲ့ဖုန်းစကွေလေးထက်ကိုရောက်စီးလာပြီးဆိုရင်ဒီကောင်လေးထက်ကိုတစ်ချို့ဝေးလိုက်ပေါ့နော်ဒီထက်မှဆိုရင်ကျွန်တော်တို့ကဒီသူပေးထားတဲ့ဒီဖိုတိုလေးတွေကိုမတူညီတဲ့အရာလေးတွေကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ဒီမှာဆွဲဖိုတိုနှစ်ခုသူကပေးထားမှာဖြစ်ပြီးတော့ဖိုတိုတစ်ခုကဆွဲကျွန်တော်တို့ဒီမတူညီတဲ့အရာလေးတွေကိုရွေးပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တစ်ခုပြမယ်ပေါ့နော်ဒီဖိုတိုမှာဆိုရင်ဒီကောင်လေးက အနီယာပါပြီးတော့ဒီကောင်လေးကအနီယာမပါဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအနီယာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်ဒီလိုကျွန်တော်တို့မတူညီတဲ့အရာလေးတွေကိုရွေးပေးမယ်ဆိုရင်ဒီထက်ကနေကျွန်တော်တို့ကဒီအစိုက်ရအဝိုင်းလေးပြောင်းသွားပြီး၃ခုလောက်၄ခုလောက်ကျွန်တော်တို့ပြောင်းသွားပြီးဆိုရင်ကျွန်ညာလေးဒီဘုတ်ကြည်ပေးရုံနဲ့ပေါ့နော်ဒီထက်ကနေ quality လေးတွေဆောက်ပွေးလို့ရမှာဖြစ်ပါလေကျွန်တော်ကတော့အသေးစိတ်မပြောပြနေတော့ဘူးပေါ့နော် okay ကျွန်တော်အပြေကိုပြန်ထွက်လိုက်ပါမယ်ကိုလူတို့အနေနဲ့ဒီထက်ကနေဒီဖိုတိုလေးတွေကိုရွေးပြီးတော့ပေါ့နော်အလွယ်တကူပတ်စံဆောက်လို့ရမှာဖြစ်ပါလေဟုတ်ပြီ ီထဲကနေကျွန်တော်တို့ဒီအသေးစိတ်တော့မပြောပြနိုင်ဘူးတော့ဘူးပေါ့နော်ကျွန်တော် save video မှာလည်းပြောပြခဲ့ပြီးပြီမို့လို့ကိုလူတို့အနေနဲ့မကြည့်ရသေးဘူးဆိုရင်တော့ကြည့်လိုက်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဒီထဲက ဒီထဲကောင်းနေကျွန်တော်တို့ပတ်ဆက်ထုတ်ဖို့ဆိုရင်နီလနှစ်ခုပေးထားမှာဖြစ်ပါတယ်ပထမတဏီကောင်းဆွေဂိတ်ဆောပြီးတော့ရရှိလာတဲ့ဒီကွယ်လေးတွေကိုပတ်ဆက်ထုတ်လို့ရမှာဖြစ်ပြီးတော့ဒုတိယတဏီကောင်းဆွေ AI ဖိလေးလုံလို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်ဆက်ထုတ်လို့ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပြီးချင်တာကပေါ့နော်ဒီထဲကောင်းနေကျွန်တော်တို့ဒီကွယ်လေးတွေဆောပြီးတော့ပတ်ဆက်ထုတ်တဲ့တူတွေအသွေးဆိုရဲဒီမှာကျွန်တော်တို့ရရှိလာတဲ့ကွယ်ပမာဏလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်အဝေလို့ဆွေနေရာလေးကိုတစ်ချက်နှက်ပေးလိုက်ပြီးဆိုရင်ဂိတ်ဆောလို့ရရှိလာတဲ့ဒေါ်လာလေးတွေကဆိုရင်ကျွန်တော်တို့က1ဒေါ်လာကနေအန နဲ့ဆိုစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါလေ။ Okay ဒီထဲကနေကျွန်တော်တို့ KP ဝေပီလိုနဲ့ပတ်စံထုတ်မဲ့ဆိုရင်ကိုလူတို့အနေနဲ့ဒူလီဒေါ်လာကနေအနည်းဆုံးကျွန်တော် KP ဝေပီလိုနဲ့ပြန်ထုတ်မှာဖြစ်ပါလေ။ဒီလို KP ဝေပီလိုနဲ့ပြန်ထုတ်မဲ့ဆိုရင်ကိုလူတို့ကကျွန်တော်ရဲ့ဒီ Telegram Channel လေးကိုစိတ်တွယ်ပြီးတော့ကျွန်တော်စီမှာ KP ဝေပီလိုနဲ့လာထုတ်လို့ရမှာဖြစ်ပါလေ။ဟုတ်ပြီဒီထဲကနေကိုလူတို့အနေနဲ့ PayPal account စီးတဲ့သူတွေဆိုရင်လည်းပဲ1ဒေါ်လာကနေအနည်းဆုံးစတင်ထုတ်ယူလို့ရမှာဖြစ်ပါလေ။ PayPal account မစီးတဲ့သူတွေဆိုရင်ကျွန်တော်ကိုစိတ်တွယ်ပြီးတော့3ဒေါ်လာအနည်းဆုံးကျွန်တော် KP ပေးဝေပေးတို့နဲ့ပတ်စံထုတ်ပေးမှာဖြစ်ပါတယ်ဒီထဲကကျွန်တော်တို့ဂိတ်ဆော့ပြီးတော့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စံထုတ်မှဆိုရင်1ဒေါ်လာကိုရွေပပေးပတ်ကိုရွေပဒီအောက်ကချက်အောက်ဆွဲနေရာလေးကိုနှိပ်ပြီးတော့ပေးပတ်ကဖေးထားတဲ့ Gmail လေးကိုထည့်ပြီးတော့လည်းတကူပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ဒီထဲကနေ KP ဝေပေးတို့နဲ့3ဒေါ်လာပြည်တာနဲ့ကိုလူတို့အနေနဲ့ကျွန်တော်ကိုအရင်ဆွဲတွေ့ပြီးတော့ကျွန်တော်ကိုလာမေးပြီးမှပတ်စံထုတ်ဖို့အကြံပေးခြင်းပါတယ်ပေါ့နော် Okay ကျွန်တော်ကတော့ဒီနေရာလေးမှာ Avi Fly လုံးလို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ပတ်စံထုတ်မှဆိုရင်ကျွန်တော်တို့ကဒီအောက်က လူပုံစံလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးပြီးဆိုရင်ဒီမှာ evenly လုံလို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုဒီအပေါ်မှာကျွန်တော်တို့က တော်ကြည့်လို့ရမှာဖြစ်ပါတယ်ဒီအသက်ဘုတ်နဘီနာကကျွန်တော်တို့ကဒီကောင်လေးကိုတချစ်နှိပ်ပေးလိုက်ပါဒီအောက်မှာဆွဲလူတင်းတော့ဆွဲနေရလေးကိုတချစ်နှိပ်ပေးလိုက်ပါโอเคဒီနေရာလေးမှာဆွဲကျွန်တော်မှဆွဲရပေါ့နော်ဒီမှာ꽌ပမာဏကဆိုရင်အနည်းတတမ2ခွန်မီလီယံစီတာပေါ့နော်ဒေါ်လာပမာဏကဆိုရင်22တတမ85ဒေါ်လာစီတာပဲဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်က20ဒေါ်လာထုတ်ပြပေးသွားမှာဖြစ်ပါတယ်20ဒေါ်လာထုတ်မဲ့ဆိုရင်ကိုလူတို့အနေနဲ့ ဒီအပိပတ်ကောက်လောကစီစံမလို့ဘူးပေါ့နော် KWP2 နဲ့ပတ်စံပြန်လဲထုတ်လို့ရမှာဖြစ်ပါလေ။ Okay ကျွန်တော်ကတော့ဒီနေရာလေးမှာဒီဒေါ်လာ20ကိုထုတ်ယူမှာမဟုတ်လို့ဒေါ်လာ20လေးကိုတစ်ချက်ထားလိုက်မှာဖြစ်ပါလေ။ပိပတ်လေးကိုတစ်ချက်ယူပေးထားပေါ့နော်ဒီအောက်ကချက်အောက်ဆွေနေရာလေးကိုတစ်ချက်နှက်ပေးလိုက်ပေါ့။ ဒီနေရာလေးမှာဆိုရဲပိပတ်ကဖေထားတဲ့သူတွေဆိုရဲပိပတ်ဂျီမေးလေးကိုထပ်ပြီးတော့အလွယ်တကူပတ်စာထုံလို့ရတယ်လို့ပေါ့နော်ပိပတ်ကမရှိတဲ့သူတွေဆိုရဲဒီနေရာလေးမှာကိုလူတို့ကဘာမှမထည့်ပဲနဲ့ပေါ့နော်ကျွန်တော်ကိုအရင်ဆက်သွယ်ပြီးတော့ဒီမှာကျွန်တော်ကပိပတ်နဲ့ထုံလို့ရတယ်ဂျီမေးလေးကိုပေးပြီးမှတော့ကိုလူတို့ကဒီနေရာလေးမှာထပ်ပြီးတော့ချိန်ထုတ်ပေးဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်။ Okay ကျွန်တော်ကတော့ဒီနေရာလေးမှာပိပတ်ကဖေထားတဲ့ဂျီမေးလေးကိုတစ်ချိန်ထပ်ပေးလိုက်မှာဖြစ်ပါတယ်။ โอเคဒီလိုထိုင်ပေးလိုက်ပြီဆိုရင်ကိုဒီအောက်ကချဲအောင်နောက်ဆွဲနေရာလေးကိုတချင်နှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ရဲ့ဒီပေးပတ်ဂျီမေးလေးကပေါ့နော်မှန်မှန်တေချာလေးဆက်ဆေးပေးပေါ့ပတ်ကိုက်ပြီဆိုရင်ဒီအောက်ကကော်ဖာဆွဲနေရာလေးကိုတချင်နှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာကော်ဖာဆွဲနေရာလေးကိုထပ်မနှိပ်ပေးလိုက်ပေါ့ဟုတ်ပြီကျွန်တော်တို့ရဲ့ထုတ်ယူထားတဲ့ဒီဒေါ်လာပမာဏလေးကဆိုရင်ဒီမှာအန်တာရီဗျူးအနေနဲ့သူကပြပေးမှာဖြစ်ပါတယ်ပတ်စာဝယ်လာမဲ့အချိန်ကိုလည်းသူကဒီနေရာလေးမှာပြောပြပေးထားခြင်းပဲဖြစ်ပါတယ်80နှစ်နာရီအတွင်းမှာကျွန်တော်တို့ရဲ့ဒီ ီပေးပတ်ကောင်းလေးထက်ကိုပတ်စံဝေလာမှာပဲဖြစ်ပါလေ။ Okay ကျွန်တော်ပတ်စံဝေလာတဲ့အခါမှာဆိုရင်ကိုလူလူကိုကျွန်တော်ထမ်းမှန်ပြောပြပေးသွားမှာဖြစ်ပါလေ။ okay ဒီမှာဆိုရဲကျွန်တော်20ဒေါ်လာထုတ်ယူထားခြင်းကဆိုရဲဆက်ဆက်ဆိုပြီးတော့ပြနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ note လေးကိုလည်းကျွန်တော်တစ်ချက်ဝယ်ပြမှာပေါ့နော်ဒီမှာဆိုရဲလည်းပဲကျွန်တော်တို့ရဲ့ payback account လေးထက်ကိုဒေါ်လာ20ကလောကတရားရခိုင်နှုန်းရောက်စီလာကြောက်ကိုကိုလူတို့အနေနဲ့တည်တည်နဲ့တကွမြင်တွေ့ရမှာဖြစ်ပါတယ်လောကတရားရခိုင်နှုန်းအပေးကျဲနေတဲ့ဒီ app လေးကိုကိုလူတို့က download ဆွဲပြီးတော့ပတ်စံမဆောက်ဘူးဆိုရဲကိုလူတို့အနေနဲ့ပတ်စံလေးတွေရောက်စီမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီ app လေးကိုအခုပဲ download ဆွဲပြီးတော့ ကစားလိုက်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခိုင်နှုတ်ပေးတဲ့ app တွေနဲ့သူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်